မိုက်ဂရိန်းသည်အလွန်အမင်းရှိသောအာရုံကြောဆိုင်ရာရောဂါတစ်ခုဖြစ်ပြီးယနေ့ခေတ်တွင်ပိုမိုများပြားလာနေသည်အင်းသည်ကျွန်ုပ်တို့၏အလုတ်ရှုပ်သောလူနေမှုဘဝကြောင့်ဖြစ်ပြီးရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာအနားယူရန်အချိန်နှဲငယ်သာကြာရှိသည်မိုက်ဂရိန်းသည်လက်တွေ့ကျသောအရှူထောင်မှအပြေအဝကုသနိုင်သောအခြေအနေတစ်ခုဖြစ်သည်ထို့အတွက်မိုက်ဂရိန်းကိုရောဂါတစ်ခုအဖြစ်ထက်မကောင်းသောလူနေမှုဘဝ၏လက္ခဏာတစ်ခုအဖြစ်သတ်မှတ်သင့်သည် migration ရှိပါကလောက်ဆောင်ရမည့်အခြေခံအရာများမှာ ညအချိန်တွင် အချိန်မီအိယာဝင်ရမည်ဟုတေချာစီပါညစာစားရန်အကောင်းဆုံးအချိန်မှာည9:30ဖြစ်သည်မိုဘိုင်းဖုန်း TV ကွန်ပျူတာမီးများအားလုံးကိုပိတ်ရန်အကောင်းဆုံးအချိန်မှာည8:30ဖြစ်ပြီးကိုတူညတူညအချိန်တွင်အိယာဝင်ရမည်တင်ကို30တွင်890တို့မဟုတ်30တွင်890ဒါကအရေးမပါအေးအရာဝင်သည့်အချိန်မှန်ကတက်လက်ထဲတွင်ရှိသည်အိဆက်ချင်းကတော့ဖရာသခင်၏လက်ထဲတွင်ရှိသည် တင်းအချိန်မီအဲ့ရဝင်ရမည်ဖို့တေချာစီပါတင်းအစားစာကို အချိန်မီစားရန် တေချာစီပါအစားစာဤပမာဏကအရေးမပါဒါပေမဲ့အချိန်မီရောက်ရမည်ကိုတေချာစီပါအကြောင်းကအစာရှောင်ခြင်းနဲ့စာလောင်ခြင်းသည်မိုင်ဂရိန်းကိုကင်းထန်စေသောအကြောင်းရင်းဖြစ်သည်။ကော်ဖီနှင့်လက်ဖက်ရည်ကဲ့သို့သောအာခိပစ္စည်းများကိုရှောင်ရှားပါ။ကော်ဖီလက်ဖက်ရည်ချိုကလက်အရက်စလိတ်တောက်ခြင်းပန်ကုတ်ခါခိုင်နီတိုးဘက်ကိုနှင့်တခြားသောဆေးရွက်များစူပါရီအားလုံးသည်မိုင်ဂရိန်းကိုကင်းထန်စေသောအကြောင်းရင်းများဖြစ်သည်။ နှင့်တိုးတိုးမြည်သောစုမြန်တံများတိုးတိုးမြည်သောဂီတများကိုနားထောင်ခြင်းကိုရှောင်ရှားပါ migraine ရောဂါရှိသူဖြစ်ပါကနှစ်ချက်များကိုအပြေဝရှောင်ရှားရန်အကြံပြုပါသည်ရင်းထန်သောရနေ့ရသောရနေ့ရီများကိုမဝိစင်ပါနှင့်အကာပတိများငွေရနေ့တိုင်များနှင့်အခြားပြင်းထန်သောရနေ့ထုတ်ပစ္စည်းများကိုရှောင်ရှားပါနောက်ဆုံးအစ်စ်မှဆေးများကိုပုံမှန်တောက်ပါ migraine ကုသမှု၏တာဝန်ကိုလူနာကအပြေဝလက်ခံပါက migraine ကို ကုသနိုင်ပါသည် မိုင်ဂရိန်းကိုဆေးအချိုးနဲ့ပဲကုတနိုင်တယ်လို့တင်ထင်ရင် neurologic ကဘလောက်ပဲအရေးချင်းရှိရှိဖြစ်ပါစေတေချာပါတယ်တင်စိတ်ကြရရမှာပါအားကြောင့်မိုင်ဂရိန်းကယောဂတစ်ခုပါယောဂထပ်ပိုးပြီးတော့အဲ့ဒါကစိုးသွားတဲ့လူနေမှုဘဝရဲ့လက္ခဏာတစ်ခုပါအားကကုတမှုစတင်ရနေရပါနဲ့လူနေမှုဘဝကောင်းရင်တော့ကျွန်တော်အလုပ်ကအရန်လွယ်ကူသွားပါတယ်ကျွန်တော်အလုပ်ကအရန်လွယ်ကူတဲ့အခါမှာတော့တင်ကုတမှုကိုအမြန်ဆုံးရရှိနိုင်ပါတယ်